အားလုံးမင်္ဂလာပါခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယံ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆီယမကတော့ဆောလာနွေနီဖြစ်ပါတယ်ဆီမနေနဲ့က2025ခုနှစ်နိုဝင်ဘာလအတွက်ကြာတာပြည်သားသမီးတွေဒလားစာအထူးဟောစတန်ကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် အော်ဒီလအတွင်းမှာဂျာတာပရိသတ်မြင့်ရဲ့လောက်ကန်ကိစ္စအစည်းအဝေးခန္ဓာလေးတွေငွေရေးကြေးခန္ဓာလူမှုရေးခန္ဓာလေးတွေအိမ်တွင်းအိမ်နောင်ရေးပေါ့နော်အခြေရေးကျန်းမာရေးပညာရေးအစားဆောင်ရွက်ရှောင်နဲ့ပြုလုပ်မယ့်ရေတရာလေးတွေတခုချင်းပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကြာတာပရိသတ်သမီးတွေရဲ့နော်လုပ်ငန်းစည်းဝါကဏ္ဍလေးကိုပြပြပေးပါမယ်။အဲ့တော့ဒီလအတွင်းမှာကြာတာပရိသတ်သမီးတွေရဲ့လုပ်ငန်းစည်းဝါပိုင်းမှာဆိုရင်ဘဝလမ်းကြောင်းအပြောင်းလဲတွေရှိလာတတ်တယ် နော်စီပွားရေးကဏ္ဍလေးမှာရွေးချယ်စရာလမ်းကြောင်းလေးတွေပေါ်လာမယ်ဆက်တူချေလုပ်ငန်းစုပေါင်းလုပ်ငန်းတွေမှာတိုးတက်အောင်မြင်တာမျိုးတွေရှိမယ်လုပ်ငန်းပြောင်းလဲတွေလုပ်ငန်းတိတွေလောက်ကန်ရတာမျိုးတွေဂျုံရမယ်ပေါ့နော်ဘာပဲလုပ်လို့နောက်ဆက်လေးတွေအနေနဲ့အများဂျုံတွေ့ရတတ်တယ်နော်ထိုးရာတွေဂျုံတွေ့ပြီးမှပဲအဆင်ပြေတာမျိုးတွေရှိမယ်လုပ်ငန်းပြောင်းလဲနေရာထိုင်ခင်းပြောင်းလဲလေးတွေလည်းဖြစ်ပေါ်လာမယ်ကောင်းသောပြောင်းလဲခြင်းမျိုးလေးတွေဖြစ်မယ်အခက်အခဲတွေကြားကနေအဆင်ပြေလာတာမျိုးတွေရှိမယ်ရပ်ဝဲမှာဆက်သွယ်တဲ့လုပ်ငန်းတွေလည်းနိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းလေးတွေလည်းအဆင်ပြေတာမျိုးတွေရှိမယ်နော်လုပ်ငန်းမ ိုင်းနေမှာတော့စိတ်ရောလူရောပင်ပန်းနေတာမျိုးတွေရှိမယ်။တမာအာစီဝါကြကြလုပ်တဲ့လုပ်ငန်းတွေမှာအဆင်ပြေပြီးတော့ဖြန်းနှင်းနေတဲ့စီးပွားရှာပါကပျက်စီးဆုံးရှုံးတာမျိုးတွေကြုံတွေ့ရတတ်တယ်။အလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့နော်မမီးကဝန်ထမ်းဖြစ်တယ်ဆိုရင်ဝန်ထမ်းကအလုပ်နေရာဌာနတော်လကောင်အလုပ်ပြောင်းလဲတော်ကောင်ကြုံရမယ်။အထက်လူကြီးအကူအညီရရှိတာမျိုးတွေကြုံမယ်။လုပ်ငန်းပိုင်းထဲမှာတော့မနာလိုတာလေးတွေတိုက်ခန့်လေးတွေပေါ်လာတာမျိုးတွေရှိမယ်ပေါ့နော်။အာသတိထားအရာရာကိုသတိနဲ့ပြောဆိုလောက်ကိုင်းမှာအဆင်ပြေမယ်လူယုံထားလို့မရဘူးနော်။ရောင်းဝယ်လုပ်ငန်းလေးတွေကတော့အစ ဆင်ပြေတာလေးရှိတယ်အခက်အခဲတာလေးရှိမယ်အမြန်ဆုံးရတဲ့နေ့ရှိမယ်အမြန်ဆုံးနေတဲ့နေ့ရှိမယ်အရောင်းဝယ်တက်ကြနဲ့သွားနေလိမ့်မယ်ဒီလာထဲမှာနော်အဲ့တော့လုပ်ငန်းလေးတွေမှာပြောင်းလဲလုပ်ကြရတာမျိုးတွေတော့ရှိမယ်။ရောင်းဝယ်လုပ်ငန်းလေးတွေပြောင်းလဲလုပ်ကြရတာမျိုးတွေလက်ရှိရောင်းဝယ်လုပ်တဲ့လုပ်ငန်းမြေတခြားလုပ်ငန်းလေးနဲ့တွဲပြီးပြောင်းလဲလုပ်ကြရတာမျိုးတွေရှိမယ်။ကောင်းသောပြောင်းလဲခြင်းမျိုးတွေဖြစ်တဲ့လုပ်လို့ရတယ်။နော်ဒီလအတွင်းမှာဂျာတာဘေးနဲ့အင်ကာနန်တောက်ကြတဲ့လုပ်ငန်းတွေအထူးချိုးပေးပါတယ်။ เนาะအဲ့တော့အဲ့ဒီလုပ်ငန်းလုပ်နေလုပ်ကိုင်နေတဲ့သူလေးတွေအတွက်เนาะလုပ်ငန်းစီးပွားခွင့်လန်းတွေတိုးတက်မယ်။အဲ့တော့ဂျာတာဗရင်းနဲ့ဆိုပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာပဲပွဲစားမြေပွဲစားပဲလုပ်ငန်း နော်အဲ့လိုမျိုးတွေချိုးပေးတယ်ပွဲစားပွဲရုံလုပ်ငန်းတွေအင်ကာနန်ဖြစ်တဲ့စားတောက်ကုံစတိုးဆိုင်စံစီဆေးဆက်ပစ္စည်းဆက်တူလုပ်ငန်းတွေတောက်ကြံနေဖြစ်တဲ့သုတ်တန်တစ်ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတစ်တီလုပ်ငန်းတွေချိုးပေးတယ်အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်နေတဲ့သူတွေအောင်မြင်မယ်နော်ဒီနန်ပစ္စည်းတွေလည်းအဝင်ရှိမယ်ပေါ့နော်ပရီဘောကပစ္စည်းတွေဆက်ပစ္စည်းတွေနော်သုတ်တန်တစ်တွေလည်းအိမ်နော်ဒါအဝင်ရှိတာမျိုးအိမ်ပြင်အိမ်သစ်ဝင်တာမျိုးအိမ်ပြုပြင်ရတာမျိုးတွေခြုံတွေ့ရတတ်တယ်နော်အဲ့တော့မမီးကနော်ဒီလာထဲမှာဆိုရင်လူထန်တာလေးတွေကောင်းမှုကုသိုလ်လေးတွေအနေအများပြု ဝတ်တက်တယ်အလူတန်းသို့မဟုတ်အလူဒါနမနော်ကောင်းမှုကုသိုလ်လေးတွေအနေနဲ့အများပြုလုပ်ရတာမျိုးတွေကြုံတွေ့ရမယ်နော်အဲ့တော့ဒီလိုမျိုးလေးတွေပဲကောင်းမှုကုသိုလ်လေးနဲ့တူနော်ပြုလုပ်ပေးပါဘာသာတရားလေးလည်းကန်းရှမ်းပြီးတော့လုပ်ငန်းစီးပွားလုပ်ပေးပါနော်ခက်ခဲမှုတွေလွတ်မြောက်စေတတ်ပါတယ်နောက်တစ်ခါဒီလာထဲမှာကြာသာပြေးသားသမီးတွေရဲ့เนาะဒါဒီလူမှုရေးကဏ္ဍလေးတွေကိုပြပြပေးသွားပါမယ်เนาะဒီလာထဲမှာကြာသာပြေးသားသမီးတွေရဲ့လူမှုရေးကဏ္ဍလေးတွေကြည့်လိုက်တဲ့အခါမှာ မတင်မထားတဲ့သူတွေကမိမိအပေါ်မှာကြောက်ချတာမျိုးเนาะလူယုံတို့ကပေးတာမျိုးခံရမယ်လူမှုရေး ကိစ္စလေးတွေနဲ့ငယ်ကြုံတွေ့ရမယ်။နော်အဆင်မပြေဖြစ်မယ်ဆိတ်ရှုပ်တွေ့ရမယ်ပေါ့နော်လူမျိုးရေးခန္ဓာလေးတွေလုပ်ငန်းပိုင်းထဲမှာလည်းအတိုက်ခံနေတွေရှိမယ်နော်။အဲ့လိုမျိုးကိုယ်ပေါ့နော်မနာရိုတာလေးတွေရှင်ပြိုင်နေတာလေးတွေကြိတ်ပြိုင်နေတာလေးတွေရှိမယ်လုပ်ငန်းပိုင်းနဲ့ပတ်သက်တာလေးတွေရှိမယ်။ထိုးရတွေကြုံလာရင်သတိနဲ့ပြောဆိုလုပ်ကင်မှာစိတ်လိုက်မယ်မှာပြုလုပ်တာလေးရှာကြီးခဲ့သူတွေရဲ့ထောက်ပံ့ကောင်းလေးတွေရရှိမယ်နော်။အဲ့တော့ဒီအရွယ်သုံးပါးမျိုးပြောဆိုဆက်ဆက်နေနေရမှာသတိနဲ့ပြောဆိုကိုယ့်ထက်ငယ်တဲ့သူဆိုတဲ့မောင်လေးညီမလေးပြောသူဆိုရင်လည်းလေးလေးစားစားကြီးတဲ့သူဆိုတဲ့ချိုချိုတတရင်ချစ်ပြူငါစာပြောဖို့လိုမယ်ပေါ့နော်။အဲ့လိုမျိုး ကားပြောတတိထားရမယ်အရာရာတတိနဲ့ပြောဆိုလုပ်ကိုင်းရမယ်เนาะနောက်ထပ်ငွေကြေးကဏ္ဍလေးတွေပြပြပေးသွားပါမယ်တော့ဒီလာထဲမှာငွေကြေးကန်စားတာလေးအကောင့်နဲ့လာလေးတလဖြစ်တယ်ဒီလာထဲမှာပေါ့နော်ငွေကြေးကန်ကောင်းနေတာမျိုးတွေရှိမယ်ငွေအဝင်ရှိမယ်ပေါ့နော်ဒီလာထဲမှာအဲ့တော့မမီးကရရှိရရှိရဲ့နော်ငွေကြေးလေးတွေလည်းပြန်ရလာတာမျိုးတွေရှိမယ်ငွေကြေးကန်က နော်အဲ့တော့ရရရှိရလေးပြန်ရမယ်ငွေနော်မိသားစုပေါ့နော်မိသားစုအတွက်ငွေကိုငွေကုန်ကြေးချများမယ်မိသားစုအတွက်ထောက်ပံ့ပေးနေရမျိုးကြီးကြောင့်အောက်လေငွေသားကိုထောက်ပံ့ပေးနေရမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးအထွက်ရှိမယ်ငွေအလိန်ခန်းကန်ရှိရတဲ့အတွက်နော်တတိထားပါငွေလူလိန်ခန်းတက်တယ်နော်အဲအဲ့လိုမျိုးနောက်ပြီးတော့မမိကဒီငွေချင်းကားတဲ့အလို့အမခံပေးခြင်းပေါ့နော်ဖြန်နှင်းနဲ့ငွေရှာလုပ်ကလေးတွေရှောင်ပေးပါနော်ဖြန်နှင်းနဲ့ငွေရှာရင်ဒုက္ခရောက်တတ်တာမျိုးလောင်းကစားလို့ရှိရင်ဒုက္ခရောက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့နောက်ထပ်ပြီးတော့ပေါ့နော်ငွေဝင်လိုင်းချောင်းလေးတွေရတာမမျောနေ ထားတဲ့နေရာပေါ်လာနိုင်တဲ့ထိုးခွင့်ရေးတွေကိုလက်တွေ့အသုံးချခြင်းဖြင့်အဆင်ပြေမယ်နော်ဒီလာထဲမှာငွေကန်လေးတွေနဲ့ငယ်အားကောင်းတယ်ပေါ့နော်အာဒါပေမဲ့ဒီမိမိရဲ့ကန်စာတာကလေးကတော့ရစရာရှိရပြန်ရပေမဲ့နည်းနည်းခက်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 တောင်းယူရတာမျိုးတွေတော့ကြုံရမယ်အကြောင်းအမခံတဲ့လောက်ချင်းကားတဲ့အလောက်ကလုံးလုံးမရဘူးနော်အဲ့တော့ငွေဝင်ကောင်းမှုကုသိုလ်လေးတွေပေါ့နော်ဒါနကောင်းမှုကုသိုလ်လေးတွေပြုပါငွေကန်ပိုကောင်းတာတက်ပါတယ်နော်အာနောက်ပြီးတော့ဒီလာထဲမှာငွေကြေးကဏ္ဍလေးပြီးသွားတဲ့ခါချမ်းမိုင်ကဏ္ဍလေးတွေပြပြပေးပါမယ်နော်အဲ့တော့လက်ရှိဒီလာထဲမှာချမ်းမိုင် ိုင်းနေထားတဲ့ပတ်သက်ပြီးတော့မူမောရင်တုံနာလေးတွေအောင်ကျော်အားနေတာမူကလေးမိုက်ကလေးတွေဖြစ်တာအားနေတာလေးတွေပေါ့နော်။နောက်သွေးအားနေတာလေးတွေဖြစ်မယ်။ဝမ်းပိုင်းနဲ့ပတ်သက်တာလေးတွေပေါ့နော်။အဲအနေငယ်ဖြစ်မယ်။တော့အဓိကတော့ဥကောင်းမကြည်ရတယ်များမှာပေါ့နော်ဥကောင်းပိုင်းနဲ့ပတ်သက်တာလေးတွေမူမောတာလေးတွေခေါင်းနောက်တာအာယုံကြောအားနေတာဒါမျိုးတွေရှိမယ်။အဲမတော်တဆထိခိုက်တဲ့အန္တရာလေးတွေရှိမယ်ပေါ့နော်။သွေးထက်တန်ရုံလေးတွေဖြစ်တဲ့ဆိုင်ကဲကားဆီရလေးသတိထား။အဲမိဘအကြီးကဲကျမ်းမိုင်ညံတက်တဲ့ချူချတတ်တယ်နော်။အဲတော့အဲမိဘအကြီးကဲကျမ်းမိုင်ညံတက်တဲ့ချူချတတ်တယ်ဆိုတော့ ။တွေ့ပေါင်းတက်ကြလေးဖြစ်ပြောမူမောတာလေးတွေနော်ထိခိုက်တံရရတတာလေးတွေရုတ်တရက်ထပြီးတော့ယောဂဖြစ်တာမျိုးလေးတွေရှိပြီးတော့ဆေးရုံဆေးကန်းပြတာဆေးရုံဆေးတောက်လောက်ရတက်တယ်ပေါ့နော်။နည်းနည်းလေးကျန်းမာရေးဂရုစိုက်ပါနော်။နောက်ထပ်အိမ်တွင်းအိမ်နောင်ရေခန္ဓာလေးတွေပေါ့နော်။အိမ်တွင်းအိမ်နောင်ရေခန္ဓာလေးကအနေငယ်အစမပြေမှုလေးတွေရှိမယ်။တရားနဲ့တရားစိတ်လို့မကြမှုတွေစကားအခြေအနေတွေပြောတတ်တယ်။အိမ်မှာအတရားနဲ့တရားတစ်ပေါက်ဖြစ်နေမယ်ပေါ့နော်။နောက်တရားတစ်ပေါက်ဖြစ်နေတာမျိုးတွေအကြောင်းနဲ့စကားအခြေအနေတွေပြောတတ်တယ်။အဲ့တော့ဒီအိမ်နောင်ရေခန္ဓာမှာလည်းမကြမကြစကားများနေရတတ်တယ်။ခါလေးစိတ်လို့မကြတဲ့အတွက်သူတို့ခွန်းကိုတို့ခွန်းပေါ့ဒါမျိုးလေးတွေရှိမယ်ပေါ့ နော်ပြန်ပြစ်လိုက်ပြန်ချစ်လိုက်တော့ရှိမယ်တနေ့တော့စိုက်တိုင်းတော့မကြောက်ဘူးသူလည်းရှုံမပေးကိုလည်းရှုံမပေးမှာဒါပြပြပြဿနာကြီးကြီးမားမားတော့မရှိဘူးနော်အဲ့တော့အပြော်ပါတောင်စားရှိတဲ့အိမ်တော်ရေးဆိုအစမပြမှုလေးတွေပုံများနိုင်တယ်ထို့ကြောင့်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေမှာနည်းနည်းကတော့ကစားလေးတွေများမယ်နော်အဲ့တယောက်တစ်ခွန်းတယောက်တစ်ပေါက်စီနဲ့ဒီချက်ချက်လေးတွေဖြစ်တတ်တယ်ပေါ့နော်အားလေးတွေရှိမယ်နောက်ထပ်မေတ္တာရေးခန္ဓာလေးတွေပြပြပေးပါမယ် အဲ့တော့မေတ္တာဧကနာလေးတွေမှာငရဲစုတဲ့เนาะအချင်းမေတ္တာဧကနာလေးမှာစိတ်ရှုပ်ထွေးစရာလေးတွေကြုံမယ်เนาะစိတ်ရှုပ်စရာလေးတွေရှိမယ်ဂျားလူနောက်ရက်လေးတွေเนาะဒါကြုံရမယ်ဝင်လာမျိုးလေးတွေကြောင့်အချင်းပြဿနာလေးတွေတက်မယ်ဂျားလေးသွေးလို့ဝေးရတာမျိုးလေးတွေကြုံရနိုင်တယ်เนาะမိမိချစ်သူကြောင့်စိတ်ပင်မဲ့တာမျိုးစိတ်ညစ်တာမျိုးတွေရှိမယ်เนาะအချင်းဆရာရှုပ်တာလေးတွေဖောက်ပြန်တာမျိုးလေးတွေခံရတဲ့ချစ်သူကအချင်းမှာတစ်မျိုး၊ကိုယ်ရတစ်မျိုးလောက်တာလေးမျိုးလေးတွေကြောင့်အချင်းမိုင်းမှာစိတ်ပင်မဲ့တက်တယ်ပေါ့เนาะအဲ့တော့တရားနဲ့တရားနားလည်မှုနဲ့သစ္စာရှိလွတ်တွဲနိုင်မှအဆင်ပြေမယ်မျိုးသမီးနောက်ရက်မျိုးသားနောက်ရက်တွေ ်ရှိမယ်။နောက်ကောင်မလေးဘက်မှာလည်းအမျိုးသားနောက်ဆက်ရှိသလိုကောင်လေးဘက်မှာလည်းအမျိုးသမီးနောက်ဆက်လေးရှိတယ်။တစ္ဆာရှိရှိတဲ့တွဲပေါ့နော်။အချင်းဆရာရှုပ်တာလေးတွေဖောက်ပြင်တာလေးတွေဖြစ်လာပါကမြုံလေးထားတဲ့ပြဿနာလေးတွေတက်မယ်။နားလည်းမူနဲ့တစ္ဆာရှိလေတွဲနိုင်မှအေးချမ်းနိုင်မယ်နော်။ ဒါလေးကတော့မေတ္တာရေးကဏ္ဍနောက်ထပ်ပညာရေးကဏ္ဍလေးတွေပြပြပေးသွားပါမယ်အဲ့တော့ပညာရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာတခါတရံစိတ်မပါသလိုဖြစ်နေတတ်တယ်เนาะအဲ့လိုမျိုးသင်တန်းတက်နေရင်လည်းစိတ်ပါစိတ်မပါသလိုဖြစ်နေမယ်ဆောင်းမွေးဖြစ်စရာတွေရှိရင်တော့မှပဲစာချက်ချင်းစိတ်မရှိနေဘူးပေါ့เนาะအဲ့လိုမျိုးဟိုတခြားအရာတွေကိုစိတ်နစ်နေမှုကြောင့်ပညာရေးဘက်မှာခက်ခဲတာမျိုးတွေရှိမယ်ပေါ့เนาะအားရမလို့ပညာရေးမှာကြာရှုံးတာမျိုးလေးတွေခက်ခဲတာမျိုးလေးတွေပေါ့เนาะကြုံရတဲ့တဲ့အတွက်ကိုကအောင်မြင်ခြင်းနဲ့ပညာရေးကိုကိုကစူးစမ်းနေတယ်ဆိုရင်နည်းနည်းလေးစိတ်ကလေးနှစ်ပြီးစူးစမ်းနိုင်တော့အောင်မြင်မှုရရှိမယ်เนาะနိုင်ငံခြားကန် ်နဲ့ကတော့ဒီမမိအချိန်လေးနဲ့ငယ်ဆောင်းတိုင်းပြီးတော့เนาะဒါခက်ခဲမှုလေးတွေနဲ့ငယ်တော့ရှိရအချိန်လေးတခုဆောင်းတိုင်းပြီးတော့တည်ငောင်းကြတာမျိုးကြီးရှိမယ်เนาะအဲ့ဒါပြည်ရင်းပြပါခီးကန်လေးတွေကတော့เนาะပြပါကန်လေးနည်းနည်းလေးခက်ခဲထင်းငုံတွေရှိပြီးတော့ပြည်ရင်းခီးစင်ရတော့အကောင့်နဲ့အနေထားမှာတွေ့ရတယ်เนาะထို့ကြောင့်နိုင်ငံခြားခီးကန်လေးကတော့ခက်ခဲလေးတွေကြုံတွေ့ပြီးတော့အဆင်ပြေနိုင်တယ်ပေါ့เนาะလအစာပိုင်းမှာနည်းငယ်ကြန့်ကြာပြီးတော့ဒါလကုံပိုင်းထဲမှာနည်းနည်းလေးပေါ့เนาะခီးစင်လေးတွေအကောင့်နာမျိုးလေးတွေကြုံတွေ့ရနိုင်တယ်เนาะအဲ့တော့ဒီလအတွက်အကျိုးပေးခနဲ့နဲ့အကျိုးပေးကလာလေးတွေပြပြပေးသွားပါမယ် အဲ့တော့ကြာကြာပြေးသားသမီးတွေကဒီတလာလုံးအတွက်ပေါ့နော်အချိုးပေး lucky ခဏ lucky color လေးတွေပေါ့နော်အဲ့တော့ lucky ခဏလေးတွေကခွန်ခဏတင်ခဏ၅ခဏခွန်တင်၅ ကျိုးပိလက်ကီကနန်ထီထွေးပိုင်ထိုးမယ်ဆိုရင်ဒီကနန်လေးတွေနဲ့ရွေးပြီးထီထိုးပေးနော်အကျိုးပိလက်ကီကလာလေးကတော့စိမ့်ပြာရောင်လေးတွေပေါ့နော်အဖြူပွင့်အဖြူရောင်အဝါပွင့်အဝါရောင်လေးကတော့ကျိုးပိလက်ကီကလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေနော်အရေးကြီးသောအကြောင်းအရာတွေမှာအရေးကြီးသောလုပ်ငန်းကိစ္စအဝါဝါပြုလုပ်ပြောဆိုရမှာဝိစဉ်အသုံးပြုခြင်းဖြင့်ကန်စတာပွင့်နှန်းစေပါလိမ့်မယ်နော်ဒီလာလုံးအတွက်အကျိုးနော်ဆောင်ရွက်ဆောင်လေးတွေပြပြပေးပါမယ် အဲ့တော့ရှောင်းရံပေါ့နော်ရှောင်းရံပေါ့ရှောင်းရံလေးတွေကတော့ဒီလာထဲမှာဆိုရင်လောင်းကစားပြုလုပ်ခြင်းเนาะအဲရဲ့ဒေတာတောက်စားခြင်းအပျော်ပါလိုက်စားခြင်းသူ့တက်တဲ့ချင်းရှောင်းပေးပါเนาะပြုလုပ်ရမယ့်ပေါ့နော်ဒီလုပ်ငန်းပိုင်းတွေမှာအဆင်ပြေဖို့အတွက်တစ်လလုံးကံကောင်းမှုတွေပြုလုပ်ရမယ့်ရေတရာလေးပေါ့အဲ့တော့မမိအိမ်ဖေးအမကြတော့အာယုံစွန်းကတ်ပေးပါနိုးလေးနွားနိုးလေးတစ်ခွက်ကတ်လူပေးပါဖုန်ကြီးကြောင့်ဒီလားရှင်ကြောင့်နေမှာတပြက်စီခြေသွေးလေးတွေလူပါတကိုကြီးဖေးအမလူပါအန်ဒီယကင်းခုံတော်အန်ဒီယကင်းကာရာအန်ဒီ ဲ့တင်းတုတ်တန်လေးတွေနေ့စဉ်ယူပွားပြီးဖြတ်တန်းခြင်းပြင်းနဲ့ခက်ခဲမှုတွေလွတ်မြောက်စေပါလိမ့်မယ်ဒီကုသိုလ်ကောင်းမှုရတရားလေးတွေပြုလုပ်ပေးပြီးတော့နောက်ကံကောင်းမှုတွေရယူပေးပါယနေ့မှစကြာတာပြေးသားသမီးတိုင်းအဆဆရရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးပါစေယောဂပင်အန်ဒီပေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်